Dengan စ်သည်ညွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်။ပထမအဦးဆုံးချောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်တပ်သိမ်းဆုံးမှုများတွင်၃ရက်ဆက်တိုက်လေးချောင်းပစ်ကူပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီးစစ်ကောင်မရှင်ကမြေပြင်စစ်ကြောင်းထိုးကာလေးချောင်းမှပါဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်သည်ပြီးခဲ့တဲ့အောက်တိုဘာ23 24 25ရက်နေ့တို့မှတိုက်ပွဲဖြစ်ပွားရာငတိုင်းချောင်းကျေးရွာနှင့်ကလပါချောင်းဝဆတဲ့နေရာများကိုလေးချောင်းမှဘုံကျဲတိုက်ခိုက်မှုပြုလုပ် ုပ်ခဲ့ပါတယ်။အော်ရခတက်တော်အီနဲ့စစ်ကောင်မရှင်တို့ကြောက်ဖြူရှိလန်ကွယ်ကလပါချောင်းဝကျေးရွာများမှာတိုက်ပွဲဖြစ်ပွားနေပြီးအီဘက်မှတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းတရင်ရှင်မြစ်ထံကသိရပါတယ်။တိုင်းချောင်းတိုက်ပွဲမှာ စစ်တပ်ဘက်က90ကျော်လောက်တည်တယ်ဟုစည်ရေးသတင်းရှင်းမြစ်ကပြောပါရယ်စစ်ကောင်မရှင်ကကြောက်ဖြူရန်ပြဲတစ်ပုတ်တောင်လမ်းဆောင်မှနေ၍ကလပါကျေးရွာအနီးတဝိုက်တွင်စစ်ကြောင်းများထိုးနေပြီးဤတပ်များရှိရာဂေါ်တူတောင်ကိုဥညွတ်တိုက်ခိုက်နေကြောင်းဥတီတိုက်ခိုက်နေကြောင်းဒေသရင်းသတင်းရှင်းမြစ်ထံကသိရပါရယ်စစ်ကောင်မရှင်တပ်သည်ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ညနေပိုင်းမှစတင်၍တိုင်းကြောင်ကျေးရွာဘက်အင်အားတရာကျော်ကန်တုံးကစစ်ကြောင်းထိုးလာရာဤကကြောက်ဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးမှုများခဲ့ကြောင်းသိရပါရယ် တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်ကတိုင်းချောင်းကျေးရွာကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးမြင်းမြင့်ကျေးရွာကိုလည်းစက်တက်လီဒီပါရာမော်တာဖြင့်လာရောက်ဘုံကျဲချခဲ့ကြောင်းသိရပါသည်။ကြောက်ဖြူမျိုးအမတ်30နှစ်ရဲတပ်ရဲနီးမှလည်းစစ်ကောင်မရှင်နဲ့အီရိုတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကနောက်ဆုတ်ထွက်ပြေးမှုများရှိကြောင်းဒေသခံများထံကသိရပါသည်။စစ်ကောင်မရှင်ကရဲတပ်ဌာနချုပ်များကိုအင်အားတိုးချဲ့ပို့ထားတော်လဲမြေပြင်စစ်ကြောင်းများကိုစစ်ကူမပို့နိုင်သည့်အတွက်စစ်ကြောင်းထိုးလာသည့်တပ်များတိစုံမှုများစွာနဲ့တက်ဆုတ်နေရခြင်းဖြစ်ကြ ောင်းသိရပါတယ်။ဇက်လက်တင်ဆက်ပေးမယ့်တရင်ချောင်းကတော့ကြောက်ဖြူတိုင်းချောင်းရွာအနီးတိုက်ပွဲမှာအကြဆုံးများရာမှာမြမအကျန်းဖက်လီတက်မှအညိုအတေးဖြင့်ရွာကိုအချိန်ချင်းဘုံလာကျဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်းချောင်းကျေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုယခုလ24ရက်နေ့ကအရခတက်တော်အီကကြားဖြတ်တိုက်ခတ်ရာစစ်ကြောင်းတဝက်ခန့်ကြာဆုံးသွား၍လီချောင်းကနေအညို့တေးဖြင့်တိုင်းချောင်းရွာကိုအကြမ်းကြီးဘုံလာကျဲတယ်လို့တင်ပြရရှိပါတယ်ဒေတာရင်းကစီရေးတင်းရင်းမြစ်တို့ကတောက်ကြနေညနေဘက်ပေါ်သူတို့သုံးခွာဆောင်ကနေစစ်ကြောင်းထုတ်လာတာအဲ့ဒါတိုင်းချောင်းရွာနာမရောက်ခင်အီစီမှာဖြတ်တိုက်ခံရလို့ပွဲပြင်းနေအထိနာကြာဆုံးများတဲ့စစ်ကြောင်းထွက်ဝက်ကြကုန်တဲ့ဒါကုမချင်း က်တဲ့အတွက်အညှိုးထားပြီးတိုက်ပွဲအပြီးတိုင်းချောင်းရွာကိုတောက်ကြာနေညနေပိုင်းမှာကျက်နယ်လာပြီးဘုံလာကျဲတဲ့စနေနေ့မနက်မှာလည်းထပ်လာပြီးတိုင်းချောင်းရွာနီးနားကိုနှစ်ကြိမ်ကျဲတဲ့ပေါင်900ဘုံနေလာကျဲတဲ့ကလစတာဘုံနေလို့လည်းသိရပါတယ်ဟုသတင်းဌာနကပြောပါတယ် တောက်ကြနေညနေပိုင်းဘုံကျဲတိုက်ခိုက်မှုတွင်တိုင်းချောင်းရွာမှတက်ကြီးပိုင်းတယောက်ဒဏ်ရာရပြီးအိမ်တချို့ပြိုပြတ်သွားခဲ့ပါရယ်။စနေနေ့မနက်ပိုင်းထပ်မံ၍နှစ်ကျင်းလာရောက်ကျဲချရာမှအရက်သားလူငယ်2ဦးဖြစ်တဲ့တိုင်းချောင်းရွာမှမောင်ငင်းချန်းစို15နှစ်နဲ့ကိုစောဝင်းနိုင်16နှစ်တို့ဒဏ်ရာရရှိသွားတယ်လို့သိရပါရယ်။နောက်ထပ်ဒေသခံတို့ကလည်းတိုင်းချောင်းအနာကတိုက်ပွဲမှာစစ်တပ်ကတော်တော်အထိနာသွားတယ်။တိုင်းချောင်းရွာနဲ့ပြားချုံရွာကြားမှာပလောင်ချောင်းဝင်းချေဦးတည်ပြီး အော်တိုဘား25ရက်မနေ့9နာရီ10မိနစ်မှာတစ်ကြိမ်မနေ့10နာရီ18မိနစ်မှာတစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်ဘုံနှလုံးကျင်းတဲ့အဲ့ဒီလိုဘုံချရာမှာလူငယ်နှုတ်ဘုံစားထိမှန်တရားရသွားတဲ့လက်ရှိအဲ့ဒီကောင်းလေးနှုတ်ကိုနီးစပ်ရဆေးရုံမှာတင်ထားရတယ်ဟုပြောကြားပါတယ်။ တိုင်းချောင်းရွာတီကြောက်ဖြူဆိုင်ချောင်းတိပုတ်တောင်လမ်းဆောင်မှာခံမန်းနှမိုင်ကန့်ကွာဝေးပြီးအဆိုပါရွာဘက်သို့စစ်ကြောင်းထိုးလာစဉ်အီအီကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုရက်ပိုင်းတွင်ကလည်းကြောက်ဖြူမြို့နယ်ဆိုင်ချောင်းနဲ့တိပုတ်တောင်လမ်းဆောင်မှာအထိုင်ချထားတဲ့အစံဖက်စစ်တပ်ရဲ့လက်နက်ကြီးအထိုင်စကန်ကိုလည်းအီအီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာစကန်နယ်ကြားရောက်ပောက်ကွဲ၍စစ်သား60ကျော်ကန်တိဆုံထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။အောက်တိုဘာ24ရက်ကလည်းဂုံချိန်တိုင်နယ်မင်းပြင်းရွာရ ရှေ့ပြည်တဲတောင်ရွာတို့ကိုပါရမော်တာဖြင့်နေပြည်ကနေပါလက်နက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်နေတချို့ပျက်စီးသွားခဲ့ရတယ်လို့စစ်ရေးတရင်ရှင်းမြစ်တို့ကပြောပါရယ်ဘုံကျဲခံရတဲ့မင်းပြေရွာကြောက်ဖြူမျိုးနယ်မှာတိုက်ပွဲများမှာအကျန်းဖက်စစ်တဲ့အကြဆုံးများလျင်နောက်ပြန်ဆုတ်ကနောက်ထပ်အင်အားအလုံးရင်တက်ဖြစ်ပြီးစစ်ကြောင်းပြန်ထိုးလိုက်လုပ်နေတယ်လို့လည်းသိရပါရယ် အရခတက်တော်အေးကလည်းအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုအပိုင်ရတဲ့နေရာများမှာကြားပြတ်တက်ခိုက်သဖြင့်စစ်တပ်ဘက်ကအကြောင်းဆုံးများနေကြောင်းသိရပါတယ်။ထို့အတွင်အကျန်းဖက်စစ်တပ်မှတိုက်ပွဲဧရိယာဝန်းကျင်ပြင်တိုက်ပွဲနဲ့ပတ်သက်ဆိုင်တဲ့ကျေးရွာများကိုပါဒရုန်းနေပြီးသားမကပါရာမော်တာများဖြင့်နေရောညပါဖိတ်ခတ်မှုများပုံမှုပြုလုပ်လာသည်ဟုမြေပြင်တရင်ရင်မြစ်မျိုးသားတအူးကပြောပါတယ်။ တို့က EEC မှာပျောက်ကြားစနစ်နဲ့အတိုက်ခံနေရတော့တို့တန်တရားရှိတဲ့ရွာတွေကိုလေချောင်းရေချောင်းကနေပြစ်တယ်အရင်ကလေချောင်းနဲ့ဆိုရင် drone တွေပြစ်တာများတယ်ကုဆိုပါရာမော်တာကညဘက်ဒီမှာဝဲတယ်ဟုပြောပါတယ် ထို့သောတိုက်ပွဲများဖြစ်နေသဖြင့်ဒေသခံတောင်သူလေသမားများမှစိုက်ခင်းများကိုမကြည့်ရှုမဆောင်ရှောင်နိုင်ပေနေများကနေစစ်ပေးရှောင်နေကြရတယ်လို့ကြောက်ဖြူဒေသခံစစ်ရှောင်မျိုးသားတို့ကပြောပါရယ်ထို့သောဖြစ်ခံနေသဖြင့်ကြောက်ဖြူမင်းပြားကားလန်တလျှောက်ရှိကြောက်ပြောင်မင်းပြင်းချောင်းဝရှင်နဲ့တောင်ဝနဲ့ချိန်ငအုပ်ဝက်မြောင်ကြောက်ကလေးစတဲ့ခြေရွာများမှရွာသားများမှစစ်ပေးရှောင်နေရကြောင်းသိရှိရပါရယ် ။ဆန္ဒတင်ဆက်ပေးမယ့်တရင်ကတော့အခြားပါတီတွေဝင်မပြိုင်တဲ့မဲဆန္ဒနဲ့28နေရာကိုဖြီးခိုင်ဖြိုးပါတီကပြိုင်စရာမလိုပဲအနိုင်ရရှိနေဆိုတဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်။ တိုင်းနယ်ပြည်နယ်လေးခုကမင်းဆန္ဒနယ်28နေရာအတွဲလွှတ်တော်အမတ်နေရာတွေကိုပြည်တော်စုချန့်ခိုင်ရေးနဲ့ပွင့်ပြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်းတွေကရွေးကောက်ပွဲဝင်မပြန်ရဘဲဂျိုတင်အနိုင်ရရှိတာကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။အဆိုအမင်းဆန္ဒနယ်တွေမှာကချင်ပြည်နယ်ကနောင်မော မန်စီရွှေကူမြို့နယ်တွေဖြစ်ပြီးစကိုင်းတိုင်းမှာကဝန်းတိုကောလင်မင်းကင်တမူဘုတလင်မော်လိုက်ကဏီဆလင်ကြီးရေဦးမြို့နယ်တွေဖြစ်တယ်လို့သိရပါတယ်။တနင်္သာရီတိုင်းမှာတော့ရေပြူတရချောင်းလောင်းလုံးမြို့နယ်တို့ဖြစ်ကြောင်းရှမ်းပြည်နယ်မှာကဖေကုံမိုးနယ်ကြောင်းမဲမမန်းမြို့နယ်တို့ဖြစ်တယ်လို့ UEC ရဲ့ကိုယ်စားလှယ်လောင်းစင်ရင်ထုတ်ပြန်မှုရသိရပါတယ်။ အဆိုပါမင်းဆန္ဒနယ်တွေဖြစ်ပေါ်နေတဲ့မတိငိမ့်တဲ့နေမြေအခြေအနေတွေရအခြားဘဲပါတီကမှကိုယ်စလဲဖြစ်ဝင်ရောက်ရှင်ပြိုင်ခြင်းမရှိတာကြောင့်တဝူးတဲ့ဝင်ရောက်ရှင်ပြိုင်သူတွေဖြစ်တဲ့ USDP ပါတီကိုယ်စလဲတွေကရွေးကောက်ပွဲဥပဒေအခန်းကိုအပိုင်၄၁ကကြီးအရရွေးကောက်ပွဲမပြုလုပ်ရဘဲနဲ့လွတ်တော်အမတ်နေရာကိုအနိုင်ရရှိသွားတာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်၄၁ကကြီးအရမဲဆန္ဒနယ်တခုမှရွေးကောက်တင်မြောက်ခံကိုယ်စလဲလောင်းတဝူးတဲ့သာရှိပါကအဲ့ဒီမဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲမကျင်းပါတော့ င်အဆိုပါကိုယ်စားလှယ်လောင်းကိုလွှတ်တော်အမတ်ဖြစ်ကြောင်းတိုင်းဒါမမဟုတ်ပြည်내ကော်မရှင်အဖွဲ့ကကြေညာပေးရမယ်လို့ပြတ်ထန်ထားတာဖြစ်ပါတယ်ခုလိုရွေးကောက်ပွဲမပြုလို့မရှင်းပြန်ရဘဲနဲ့မဲဆန္ဒနဲ့28နေရာကိုလွှတ်တော်အမတ်နေရာတွေရရှိတဲ့ပေါ် USDP မှာပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားတဲ့မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေဝင်ရောက်ရှင်ပြိုင်ကြတဲ့အဲ့ဒီလိုရှင်ပြိုင်ကြတဲ့အခါအခြားသောပါတီတွေဝင်ရောက်ရှင်ပြိုင်မှုမရှိတဲ့ပုံမှာကျွန်တော်တို့တွေအနိုင်ရရှိခဲ့တဲ့သူရဲ့ဥပဒေတမတ်ချက်တွေနဲ့အညီပေါ့ဒီလိုကိုယ်စားလှယ်ဖြစ်သွားကြရတော့မှာပေါ့အဲ့ဒီကိုယ်စားလှယ်တွေကသူတို့ရဲ့ဒေတာတွေမှာသူတို့တွေတက်ဆွမ်းသမျှသူတို့အကုန်လုံးလောက်သွားမယ်တက်ဆွမ်းသမျှဆိုတာဒီဒေတာရဲ့ပွင့်ပြိုးရေးကိစ္စတွေတင်းငိမ်အေးချမ်းမှုတွေအတွက်ပေါ့လွှတ်တော်ကနေတစဉ်တင်ပြဆောင်ရွက်မှုတွေလွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့အခွင့်အရေးပိုင်းဆိုင်ရာကနေပြည်သူအတွက်ဆောင်ရွက်သွားကြမှာပါသက်ဆိုင် ရနေမြေရဲ့ကိုးစလဲတယောက်ဖြစ်လာပြီးဆိုရင်ကိုးနေမြေမှာ ဖြစ်နေတာတွေကိုပြည်သူနဲ့အစိုးရဒေသနဲ့အစိုးရပေါင်းကူပေးတာကိုးစလဲတွေပြဒီကိုးစလဲကဒုဒီကိုစလေကဒေတာလိုအပ်ချက်တွေကိုလွှတ်တော်ကတင်ပြသွားမှာပေါ့ဒီလိုတင်ပြရင်းနဲ့ပဲဒေတာရဲ့ကောင်းကျိုးတွေကိုဆောင်ရွက်သွားမှာပါလို့ပြောပါရည် ပြည်သူ့လွှတ်တော်နေရာ73နေရာတိုင်းဒေသကြီးလွှတ်တော်အတွက်73နေရာနဲ့တိုင်းရင်းလွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ရှမ်းပြည်နယ်တွေကကချင်တိုင်းရင်းသားမဲဆန္ဒနယ်နဲ့ကယက်ပရောင်တိုင်းရင်းသားမဲဆန္ဒနယ်တို့ကိုအနိုင်ရရှိထားတာဖြစ်ပါတယ်။အခု USDP ပါတီကကြိုတင်အနိုင်ရရှိထားတဲ့နေရာများစုမှာနေမြေအေးချမ်းမှုမရှိဘဲမြေပြင်ထိတွေ့တိုက်ပွဲဖြစ်နေမှုရှိပြီးချင်းရွာဘက်ကဒေသရင်းလက်နက်ကိုင်ဖွဲ့တွေသွာလာလှုပ်ရှားမှုရှိတယ်လို့သိရပါတယ်။မကြာမီကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြ ားမဲ့ပါတီတွေထဲမှာ USDP ပါတီကအင်အားကြီးပြီးပါတီဝင်အများဆုံးရှိတဲ့ပါတီတစ်ခုဖြစ်တာနဲ့ညီရွှေကောက်ပွဲမှာကိုယ်စလင်လောင်းတထောင်ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဝင်ရောက်ရှင်ပြိုင်ကြမဲ့တဲမှာစစ်တပ်အငြိမ်းစားအများရှိတွေပါဝင်တယ်လို့လက်ရှိပြည်နယ်နဲ့တိုင်းဒေသကြီးဝင်းကြီးချုပ်တွေလည်းသက်ဆိုင်ရာမြို့နယ်လိုက်မှာကိုယ်စလင်လောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ မဲဆွေစည်းရုံးရေးအတွက်ကိုလည်းရွေးကောက်ပွဲဥပဒေနဲ့ညီဥပဒေပေါင်းတွင်ကလှုပ်ဆောင်သွားမှာဖြစ်ပြီးလက်ရှိမှာတက်ဆိုင်ရမယ့်ဆန္ဒနယ်လိုက်မဲဆွေစည်းရုံးရေးကိစ္စအတွက်ဆွေးနွေးမှုတွေလုပ်နေတယ်လို့ပါတီဘက်မှသိရပါဗျာ။